ဒီနေ့ AB လ30ရဲ့နေ့ AB လ30ရဲ့ဆိုတော့ AB 30မှာလဲတတိယဇာတ်လေးရှိဟိုလုံးလည်းတော့2003ခုနှစ် AB လ30ရဲ့နေ့မှာဒီမဆိုးရင်တိုက်တဲ့ကြီးရဲ့အကြီးဆုံးပထမဆရာတော်ကြီးပြန်လုံးနေ့အဲ့ဒါလဲ AB 30ပါ အမာလူကြတော့သူကတခုလောက်ွယ်နေမှာပြန်တယ်ဒီနေ့တော့ကဆုံလာတာမရှိတခုလောက်ွယ်တော့ကဆရာတော်ကြီးပြန်လုံတော်မူတဲ့20နှစ်ပြည့်ထိမ်မဖြစ်အခါနာကျင်ပါပြီအင်္ဂလိပ်လို့ဆိုရင်တော့အေဗီလာ30ရဲ့ဒီနေ့မှာဆရာတော်ကြီးပြန်လုံတော် နှစ်ပတ်လည်လောက်လို့ရပါနော်ဒါလည်း AB လာ30မှတ်တရအောင်အဲ့တော့ AB လာတစ်လလုံးသုံးကတ်ခဲ့လေဒါတချောင်း AB လာတစ်လလုံးသုံးကတ်တာကငလျရဲ့သုံးလို့ခေါ်နော်ငလျရဲ့ဖြစ်ပေါ်ပြီးမှပြည်ရင်းပြပရန်ရှင်လူပြည်သူများကိုယ်တိုင်လာရောက်လူတန်းနဲ့ဝတ္ထုငွေတွေပေါ့ တခြားတခြားသောပုံစံမျိုးစုံနဲ့ပို့လူလွှဲလူသောဝတ္ထုဝင်ဟဲ့အဲ့ဒါတွေနဲ့အရေးပေါ်ဆုံးကတ်ရတာဟုတ်ကာလဌာနလို့လည်းပြောလို့ရတကယ်ခေတ်ကာလနဲ့လျော်ညီတဲ့ခေတ်ကာလမှာလိုအပ်တဲ့အအောင်ဆုံးစက္ကအဲ့တော့ငလျင်ဆုံးလို့ပဲပြောပြောကာလဌာန ဆောလို့ပြောပြောအဲ့ဒီဆောကခက်တာတလားဘဝကစာဖြေကာလရှိသည်စကခက်တာတော့မလ24ရက်နေစကစောင်းဝဲဖြေတာတော့မလ25ရက်နေစဖြေငလျင်လောက်တာတော့မလ28ရက်နေမှာတော့စောင်းမူဝဲ၄ရက်မြောက်မှာတော့အဲ့ဒီဆောင်းဝဲကလည်း ခုစုံလာစမ်းဆိုရင်ပြန်ဖြေရမယ်လို့တဲ့နေထွက်လာတယ်เนาะအဲ့တော့အေဗီလာဒီနေ့30နှစ်ဒီနေ့ပဲအောင်ဆုံးဇန်နားလိုက်မေလာတလာတော့အာမွေးကြတယ်စုံလာတလာတော့စုံလာတလာဆိုမဲ့စုံလာဆယ်ရက်လောက်ကတော့ဆုံးပြတ်ကအလားတစ်ချက် အဲ့တော့ဒီကနေ့ဟောစရာရှိတာကတူတူချက်ချပါပဲခါရိုင်းဟောကြားတဲ့တရားတွေကြတော့အနုမောဒနာတရားလို့ခေါ်အနုမောဒနာဆိုတာဘာလဲလို့မေးချီကျူးတာဝမ်းမြောက်ဝမ်းသာဖြစ်အောင်ဂုဏ်ပြုပြတာအဲ့ဒါအနုမောဒနာတရားလို့ခေါ်တရားပြည့် အလူရှင်ကြီးညိုဝဲဖြစ်အောင်အလူရှင်တရာတရားတွေတိုးတဲ့တိုးအောင်လူရာနဲ့ပတ်သက်ပြီးတော့အကျိုးတရားလေးတွေပြတ်တာပြီးဟောကြားတာကိုအနုမောဒနာပြုတယ်လို့ခေါ်တယ်အနုမောဒနာတရားလို့ခေါ်ခါတိုင်းအနုမောဒနာတရားကျတော့အလူရှင်တွေကိုအနုမောဒနာပြုတယ်အဲဒီကနေ့ အနုဘောနာတရားကြတော့လူရှင်တရားတရားဝင်တရားဝင်လည်းမသိတရားဝင်လည်းမရှိဝေယဝစ္စလုတ်တဲ့သူကြီးကြည့်ဒါဝေယဝစ္စကုသိုလ်ရှင်တွေကိုအနုဘောနာပြုတဲ့တရားမှာဝေယဝစ္စကုသိုလ်ရှင်တွေဝေယဝစ္စရဲ့အကျိုးတနည်းအားဖြင့် အနိဒိန်အဲ့အရာလေးချစ်ကျူကွန်ပျူတာတရားလို့မှတ်တရားနံပါတ်ကိုလည်းမှတ်စေရနာတာပဌာနာတရားတော်ဘာရောစေရနာတာပဌာနာတရားတော်ပါဗျာပြန်ပြောကြည့်ပါရောတရားနာပါဗျာအဲ့ဒါလေးတရားနာပြီးအဲ့ဒီခေါင်းစဉ်လေးသဘောပေါက်လိုက်ဝေယောဇာနဲ့ပတ်သက်ပြီးတော့ ဖះဟောခဲ့တာတွေအများကြီးဖះလက်ထက်မှာတကယ်ဖြစ်ပေါ်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ရတယ်လေအများကြီးအဲ့ဒီထဲမှာနှစ်ခုဟောတာနှစ်ခုနံပါတ်1ကတော့တကမုဝတ္ထုမဟုတ်ဘူးနော်ပါဠိလိုဆိုရင် द्वार ပါဠိလို့ခေါ်တယ် द्वार တကားပါဠိဆောင်တကဆောင်အဲဒါဒီကနေ့ခေတ်ကျတော့တကမှုလို့ခေါ် အဲ့တော့တကမူဝတ္ထုအရိခေအရိခာကဒါမြတ်စွာဘုရားလက်ထက်ပဲခင်မကောခင်မကောဆိုတာဒီကနေ့ခေတ်လိုမျိုးဟိုခိုးသားဓမြပိုးတယ်ဟိုဒီကနေ့ညလိုမျိုးလိုတဲ့ရော်လဲသွားလိုက်6ကတ်တကားတွေပိတ်အဲဆောစီးတကားတွေပိတ်ကြတယ်ခေတ် အဲ့ဒီခေအဲ့ဒီကာလဆိုတော့ဒီစွန်းတကာကြီးကလည်းပဲတကားပိတ်ပြီးနေကြတယ်နော်အမြဲတမ်းအာရုံဆုံးဟိုတန်ငါ900အထိနေစဉ်ဆုံးကတ်နေတဲ့အိမ်ကြီးကတကားကြီးပိတ်ထားတော့ဘယ်တန်ငါမှမကြတော့ဘူးနော် အဲ့ဒါကိုဆုံးတကာကရိပ်မိတယ်ဆုံးတကာကတကမောက်မေးတယ်တန်ခါကြီးကြွရလာစောလှူပြက်ကြွားဘူးဘာကြောင့်မကြွားတာလို့ထင်တယ်လေတကားတွေပိတ်ထားလို့ထင်တာခင်မကောင်းတော့တကားတွေပိတ်ထားစောကတ်တဲ့အိမ်ကတကားတွေမပိတ်ဘူးညနေတိုင်းပြင်ဆင်ထားအဲဒါကတာယာကြောင့်စောကတ်တယ်ဆိုရင်ဒီကအများတန်းပြင်ဆင် ါပဲတိုက်တကားကြီးကပိတ်အဲအဲ့လိုပုံစံမျိုးနော်သူတို့ဝန်တကားကြီးကပိတ်ထားတဲ့ခိုင်တယ်တန်ဃာတွေကဆုံးမကတ်တော့ဘူးထင်ပြီးတော့အဲမကြွကြတော့ဘူးကောနော်တကားပေါက်ထိရောက်တယ်တန်ဃာတွေကနော်အဲ့မှာကြည့်တော့ဟိုသောရဗေနာတဲ့ခိုးသားရမြဘေးချောင်းပိဟိတာဒါရမေဝတကားတွေပိတ်မြဲပိတ်လျက်တာဖြစ်နေတယ် ရန်တန်ကားရဲ့လည်းလာတယ်တကားရိပိတ်ထားလို့ပြန်သွားတယ်အဲ့တော့သုံးတကမပြောတကားရိပိတ်ထားလို့ထင်တာပဲကဲအဲ့ဒါဆိုလို့ရှိရင်တခုတော့လုံးမဖြစ်မယ်အဲ့ဒီကြားမှာတကမှုခန့်တကမှုလောက်ရမယ်အလောက်ကနှစ်လောက်ထဲခရီးဥကျိုးဆိုရမယ်တန်ကားရိဆိုရလားတကားဖုန်ပြောလို့ကြောက်ပါဗျာ ုံးဖုံးပေးပါခင်ဗျာအဲ့အဲ့ဒီပုံနဲ့နောက်နေရာထိုင်ခြင်းပေးရအဲ့ဒီနေရာထိုင်ပါခင်ဗျာဒီလိုမျိုးနော်စာလုပ်ပေးလို့ဆိုရင်တော့ပတ္တပဋိက္ခဏအာတနပညာပနာတိပတ္တပိပဋိက္ခဏဆိုတော့သူကစုံဖုံးမွေးတယ်ဆိုတာအခုလိုပကံနဲ့မဟုတ်တပိတ်နဲ့ဖုံးပေးရုံးနဲ့ဖုံးပေးတော့ဆိုတော့တပိတ်ဒီပါရတယ်အဲ့တော့တကယ်မို့ကတပိတ်ကိုယူရတာတပိတ်ယူရပေးပါခင်ဗျာ တော့ဘောတပိတ်ချင်းနေပါခဲ့အဲ့အဲ့လိုအဲ့တပိတ်ကလေးယူပြီးတော့တန်ဃာတော်တွေကိုတန်ဃာတော်တွေထိုင်မဲ့နေရာတပိတ်ကလေးချလိုက်အဲ့တပိတ်ချတဲ့နေရာမှာနေထိုင်လေးခင်းတာအဲ့အဲ့တပိတ်ချတဲ့စပွဲနေထိုင်ခင်းထားတဲ့နေရာတန်ဃာရထိုင်ရအဲ့ဒီအလုံးလုံးရအဲ့လိုအလုံးလုံးခိုင်းပြီးတော့ ဆုံးကတ်တဲ့ဆိုကြပါတယ်နော်ဆုံးကတ်တဲ့အခါကျတော့ဟိုအောင်မြင်သွားတယ်ဆုံးတကာကလည်းရဟန်းတန်ဃာတွေထံချင့်ကပ်ပြီးတရားနာတယ်တစ်ချက်အရာတရားကောင်းတယ်နှစ်ချက်ကံကံရဲ့အကျိုးကိုယုံကြည်တယ်သုံးချက်တရဏဂုံမြဲတယ်လေးချက်ငါးပါးသီလမြဲတယ်ငါးချက် ရဟန်းတံဃာတွေကိုယိုယိုတေတေလှုပ်ကြည့်တယ်၆ချက်အဲ့ဒါတကမှုနော်